၃၀ပိုင်းဒေတာလို့ခေါ်ကြတဲ့အာရှတိုက်ရဲ့အနောက်ပိုင်းမှာရှိကြတဲ့အီရန်နဲ့အစ္စရေးနှစ်နိုင်ငံဟာဆက်ဖြစ်နေပါပြီ။ယခုလ၁၃ရက်မနက်အစောပိုင်းမှာ အစ္စရေးဟာအီရန်ကို Operation Raising Lion အမည်တကြားတဲ့စစ်စင်ရေးနဲ့တိုက်ခိုက်ခဲ့တာပါ။ဆက်ဖြစ်ပြီးရပိုင်းအတွင်းမှာပဲနှစ်နိုင်ငံစလုံးမှာလူပေါင်းရာနဲ့ချီတိုက်ဆုံခဲ့ကြရပါတယ်။အများစုကအရက်သားတွေပါ။အီရန်နဲ့အစ္စရေးနှစ်နိုင်ငံဟာဘာကြောင့်ဆက်ဖြစ်နေကြရတာလဲ။ ဘသူဘက်ကနေဘသူတွေကနောက်ွယ်မှာပါဝင်နေကြတယ်လဲဆိုတာဆွေးနွေးကြပါစို့မဆွေးနွေးခင်အီရန်နဲ့အစ္စရေးနိုင်ငံတွေရဲ့ profile ကိုအတန်းချင်းအရင်ရှင်းပြပါမယ်အီရန်နိုင်ငံရဲ့တရားဝင်အမည်ကအီရန်အစ္စလာမစ်သမ္မတနိုင်ငံ The Islamic Republic of Iran ဖြစ်ပါတယ်။ပိုးရင်ကပါရှားလို့လူသိများကြပါတယ်။နိုင်ငံရဲ့တရားဝင်အမည်မှာကအစ္စလာမစ်သမ္မတနိုင်ငံလို့ပါရှိတာကြောင့် အီရန်ဟာဘာသာရေးကို အထွတ်ထိပ်ထားတယ်ဆိုတာသိတာထင်ရှားပါတယ်။သူရဲ့အိမ်နီးချင်းနေဆက်ချင်းထိစပ်တဲ့နိုင်ငံတွေထဲမှာအာဖဂန်နစ္စတန်၊ပါကစ္စတန်၊အီရတ်၊တူရကီတို့ဟာလူသိများပါတယ်။အခုဆက်ဖြစ်နေတဲ့အစ္စရေးဟာအီရန်နဲ့နယ်နိမိတ်ချင်းမထိစပ်ပါဘူး။အီရန်ဟာသမရနိုင်ငံဖြစ်ပေမဲ့အီရန်အစ္စလာမ်ဘာသာရေးခေါင်းဆောင်ခါမေနီလို့ခေါ်တဲ့အယတုလာအလီခါမန်နီက အာနာကိုချုပ်ကင်ထားပါတယ်။ သူဟာ1989ခုနှစ်ကနေ့အထိအာနာရယူထားတာကြောင့်အာနာတက်တန်းနှစ်ပေါင်း40နီးပါးရှိပါပြီ။အီရာဟာဒီဘက်ခေတ်ပိုင်းမှာနျူကလ িয়ার ပိုင်ဆိုင်ဖို့အသေးအံကြိုးစားနေပါတယ်။စွမ်းအင်လိုအပ်ချက်အရအကြောင်းပြပေမဲ့အမေရိကန်အပါအဝင်ဥရောပနိုင်ငံတွေအစ္စရေးနိုင်ငံပုလသမဂ္ဂနဲ့ IAEA လို့ခေါ်တဲ့နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီတို့ကမယုံကြည်ကြပါဘူး။ အီရန်ဟာနျူကလ িয়ার ကိုလက်နက်အဖြစ်အသုံးချဖို့ထောက်လုပ်ဖို့ကြိုးစားနေတယ်လို့တန်တရားရှိခဲ့ကြပါတယ်။ပေါက်ကြားလာတဲ့သတင်းတွေအရအီရန်ဟာနျူကလ িয়ার ပိုင်ဆိုင်ဖို့တော်တော်နှီးစက်နေတယ်လို့သိရပါတယ်။အီရန်ဟာအမေရိကန်အပါအဝင်ဥရောပနိုင်ငံတွေကပတ်ပေါင်းစုံတန်ခတ်ပိတ်ဆို့မှုခံထားရပါတယ်။လက်ရှိကောင်းဆောင်ခိုမီနီကိုအီရန်ပြည်သူတွေကအကြိုက်နဲလာနေပါတယ်။ဣသရေလနိုင်ငံအကြောင်းဆက်ကြပါစို့။ အစ္စရေးကဂျူးလူမျိုးအများစုနေထိုင်ကြတဲ့လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်ပါတယ်။ဂျူးဘာသာကိုကိုးကွယ်ကြပါတယ်။လက်ရှိခေါင်းဆောင်ကဝန်ကြီးချုပ်ဘက်ဂျမင်နေတန်ယာဟုဖြစ်ပါတယ်။သူကအစ္စရေးနိုင်ငံရဲ့တပ်တန်းအကြာဆုံးဝန်ကြီးချုပ်လည်းဖြစ်ပါတယ်။အစ္စရေးနိုင်ငံကတော့ပါလက်စတိုင်း၊လက်ဘနော၊ဆီးရီးယား၊အီဂျစ်နိုင်ငံတွေနဲ့နယ်မြေချင်းထိစပ်နေပါတယ်။အစ္စရေးဟာ1948ခုကတည်းကပါလက်စတိုင်းအပါအဝင်အာရဗ်နိုင်ငံတွေနဲ့စစ်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဘာကြောင့် အစ္စရေးနဲ့အီရန်စစ်ပွဲဖြစ်ရပါသလဲ။အီရန်နဲ့အစ္စရေးဟာအရှိအလေပိုင်းဒေသတွေမှာရှိကြပေမဲ့နယ်မြေချင်းမထိစပ်ကြပါဘူး။ဒါကြောင့်နိုင်ငံကြားတင်းမာမှုဟာနယ်စပ်ပြည်ထနာကြောင့်မဟုတ်ပါဘူး။တခြားပြည်ထနာတွေကြောင့်ပါ။ဒါတွေကဘာတွေပါလဲ။အီရန်နဲ့အစ္စရေးဟာကိုးဝေယာဘာသာ မတူညီကြပါဘူး။ကိုးဝေယာဘာသာမတူညီခြင်းကအီရန်နဲ့အစ္စရေးတင်းမာမှုကိုဖြစ်စေခဲ့ပါတယ်။ အီရန်ဟာအစ္စရေးကိုနိုင်ငံတစ်ခုအဖြစ်အသိမှတ်မပြုသလိုအမေရိကန်အပါအဝင်အနောက်နိုင်ငံတွေနဲ့မဟာမိတ်ဖြစ်နေတာကိုမကြိုက်ပါဘူး။အီရန်ရဲ့မြို့တော်တီဟီရန်မှာရှိတဲ့အမေရိကန်တန်ယုံကိုအီရန်ကျောင်းသားလူငယ်တွေစီးနှင်သိမ်းပိုက်ခဲ့တဲ့1989ခုနောက်ပိုင်းကစပြီးအီရန်နဲ့အမေရိကန်ဟာမဟာရန်သူတော်တွေဖြစ်ခဲ့ကြပါတယ်။အမေရိကန်အပါအဝင်အနောက်နဲ့ဥရောပနိုင်ငံတချို့ကအီရန်ကိုတန်တမာရေးစီးပွားရေးစတဲ့ဗတ်ပေါင်းဆောင်ကနေ အရေးယူပိတ်ဆို့မှုတွေလုပ်ခဲ့ကြပါတယ်။အီရန်နဲ့အစ္စရေးတို့ကြားတင်းမာမှုကအီရန်မှာဘာသာရေးကောင်းဆောင်အယာတိုလာခိုမနီကအာဏာရယူခဲ့တဲ့1989ခုနှစ်လောက်ကနေစခဲ့တာပါ။ခေါင်းဆောင်ဟောင်းခိုမီနီနဲ့လက်ရှိခေါင်းဆောင်ခါမီနီတို့ဟာအစ္စရေးရဲ့ရန်သူဖြစ်တဲ့ပါလက်စတိုင်းအဖွဲ့တွေဖြစ်တဲ့ Hamas, Jihad နဲ့ Hezbollah တို့အဖွဲ့တွေကိုထောက်ခံပံ့ပိုးပေးပါတယ်။ငွေကြေးကူညီပါတယ်။စစ်တင်တန်းတွေပေးပါတယ်။ လက်နက်တွေလည်းပတ်ပိုးကြပါတယ်။အဒီအဖွဲ့တွေကအစ္စရေးကိုတိုက်ခိုက်ပါတယ်။ဒါပြင်အီရန်ဟာအစ္စရေးနဲ့ဆက်ပြစ်နေတဲ့ဆီးရီးယားကိုဆက်လက်နက်ပစ္စည်းတွေအပြင်အီရန်ဝေဟင်ပိုင်နက်နဲ့လေယာဉ်ကွင်းတွေကိုဆီးရီးယားကိုအသုံးပြုခွင့်ပေးခဲ့ပါသေးတယ်။အီရန်နဲ့အစ္စရေးဟာစစ်ပွဲမရှိခဲ့ကြပေမဲ့ proxy war လို့ခေါ်တဲ့တွင်ဝိုက်စစ်ပွဲတွေဖြစ်နေခဲ့တဲ့သဘောပါ။အီရန်ဟာစွမ်းအင်လိုအပ်ချက်ရှိတယ်လို့အကြောင်းပြပြီးနျူကလ িয়ার ပိုင်ဆိုင်ဖို့ ိုးစားခဲ့တာ2009နှစ်ဝန်းကျင်လောက်ကတော်တော်အောင်မြင်လာခဲ့ပါတယ်။အီရန်နိုင်ငံကနျူကလ িয়ার ပိုင်ဆိုင်လာမှာကိုအစိုးရဆုံးနိုင်ငံကတော့အစ္စရေးပါ။ဒါကြောင့်အစ္စရေးဟာအီရန်နျူကလ িয়ার မပိုင်ဆိုင်နိုင်ဖို့အသေးအတန်စူးစမ်းခဲ့ကြပါတယ်။အီရန်သာနျူကလ িয়ার ပိုင်ဆိုင်ခဲ့ရင်အစ္စရေးဟာသူ့နိုင်ငံကမ္ဘာမြေပုံပေါ်ကနေပျောက်ကွယ်သွားနိုင်မယ်လို့ယူဆထားပါတယ်။ 2010ခုနှစ်မှာအစ္စရေးကစတန်ဒပ်ဗိုင်းရပ်စ်အမည်ရှိတဲ့ cyber attack နဲ့အီရန်ရဲ့နျူကလ িয়ার ထုတ်လုပ်နေတယ်လို့ယူဆရတဲ့နေရာတွေကိုတိုက်ခိုက်ခဲ့ပါတယ်2023ခုနှစ်နဲ့2024ခုနှစ်တွေအတွင်းမှာတော့အတင်းမာဆုံးဖြစ်ခဲ့ပြီးအီရန်ကအစ္စရေးကိုထုံးချိန်နဲ့တိုက်ခိုက်ခဲ့ပါတယ်အစ္စရေးကလည်းပြန်လဲတောက်ပြန်တိုက်ခိုက်ခဲ့ပါသေးတယ်အီရန်နဲ့အစ္စရေးနှစ်နိုင်ငံလုံးဟာအရှေ့လေပိုင်းဒေသတွင်းမှာပါဝါအရှိဆုံးနိုင်ငံတွေဖြစ်ချင်ကြပါတယ် ဒါကြောင့်အီရန်ဟာအစ္စရေးနဲ့ပဋိပက္ခဖြစ်တဲ့နိုင်ငံတွေအဖွဲ့အစည်းတွေကိုကူညီပြီးအစ္စရေးကိုချိနဲ့အောင်လုပ်ပါတယ်။အစ္စရေးကအနောက်နဲ့ဥရောပနိုင်ငံတွေအကူအညီနဲ့အီရန်ကိုပြန်လည်တုံ့ပြန်ပါတယ်။အဲ့ဒီအခြေအနေတွေဟာဒီနှစ်နိုင်ငံကိုစစ်ပွဲဖြစ်စေခဲ့တဲ့အခြေခံအကြောင်းရင်းတွေပဲဖြစ်ပါတယ်။အီရန်နဲ့အစ္စရေးတို့ဟာသူတို့ကြီးစစ်ဖြစ်နေကြတာမဟုတ်ပါဘူး။နှစ်ဖက်စလုံးမှာနောက်ွယ်ကနေပါဝင်နေသူတွေရှိကြပါတယ်။ အီရန်ရဲ့နောက်ွယ်မှာရုရှားတရုတ်တို့အပြင်ရှီးယက်ဘာသာဝင်အုပ်စုတွေဖြစ်တဲ့လဗနော်အီရန်ဆီးရီးယားနဲ့ယီမန်နိုင်ငံတို့ရှိပါတယ်ရုရှားကအီရန်ကိုစစ်လက်နက်တွေရောင်းချသလိုတရုတ်ဟာအီရန်ရဲ့အဓိကရေနံကုန်သွယ်ဘက်နိုင်ငံတွေဖြစ်ပါတယ်။အစ္စရေးရဲ့နောက်မှာတော့အမေရိကန်ပါဝင်အနောက်နိုင်ငံတွေနဲ့ဥရောပနိုင်ငံတွေရှိကြပါတယ်။အစ္စရေးကိုစစ်လက်နက်နည်းပညာအဓိကပံ့ပိုးနေတဲ့သူကတော့အမေရိကန်နိုင်ငံဖြစ်ပါတယ်။ဆော်ဒီ UAE နဲ့ဘာရိန်းနိုင်ငံတွေကတော့ အီရန်ရဲ့ချင်းချောက်မှုကိုစိုးရိမ်လို့အစ္စရေးကိုတွယ်ဝိုက်ပြီးထောက်ခံပါတယ်။အီရန်နဲ့အစ္စရေးတို့ရဲ့စစ်ပွဲဟာရုရှားတရုတ်တို့နဲ့အမေရိကန်အပါအဝင်အနောက်နဲ့ဥရောပနိုင်ငံတွေရဲ့ proxy war လို့ခေါ်တဲ့တွယ်ဝိုက်စစ်ပွဲဖြစ်နေမလားဆိုတာစဉ်းစားစရာဖြစ်ပါတယ်။